အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်တွေ့ဖို့တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့မာနာထောင်လွှားနေရဲ့ရောင်မလေးရဲ့မင်္ဂလာဆောင်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါအနာမီကာရဲ့လင်ညီမတွေဖြစ်တဲ့ရှီတန်နဲ့ပူနမ်တို့နှစ်ယောက်လုံးကတော်တော်လေးသဘောကောင်းကြပါတယ်ရောင်မလေးတယောက်ပဲရှိပါတယ်သူကတော့ကြာလို့ပါသူမတယောက်ထဲကမိသားစုဝင်တွေအားလုံးကို ထိန်ချုပ်ချင်းနေခဲ့ပါတယ် တရမတော့အနာမီကာကလည်းအလှပဝဆောင်အဝတ်စားလေးတစ်ထည်ဝတ်ပြင်ဆင်ပြီးထွက်လာခဲ့တဲ့အချိန်သူ့ရဲ့ရောင်မလေးကသူ့ကိုတွေ့တာနဲ့ပြောလိုက်ပါတယ်။ဘလို့ဖြစ်တာလဲရောင်မရဲ့။ဘာဖြစ်လို့ဒီလောက်တိုးတဲ့အင်ကြီးကိုဝတ်ချရတာလဲ။အထက်ရအင်ကြီးကအတော်လေးကိုတိုးတယ်နော်။ပြီးတော့ကာလာလိုက်ဖတ်မှုကလည်းနည်းနည်းလေးမှမရှိဘူးအခုချက်ချင်းအမေနဲ့သွားတိုင်ပြောမယ်။အမေရေအမေဒီမှာကြည့်ပါအောင်ရောင်မဝတ်ထားတဲ့အဝတ်စားကိုလည်းကြည့်ပါအောင်ဘလောက်တောင်မှပေါ်နေလိုက်လဲဆိုတော့ခါးတစ်ခုလုံးမြင်နေရတယ်။အခုခေတ်မိန်ကလေးတွေကနည်းနည်းလေးမှအရှက်မရှိကြဘူး။ ဘာလို့အလောက်တောင်အရှက်ကင်းမဲ့နေရတာလဲအနာမီကားလေးဒေါသတွေအရန်ထွက်သွားပြီးတယောက်ကြောင်သွားပြောလိုက်ပါတယ်ကျမရဲ့အဝိစာတိုပြက်နေရောသူနဲ့ဘာဆိုင်လို့လဲဘာဖြစ်လို့အမေကိုကျမအကြောင်းသွားတိုင်းပြောရတာလဲသူကနောက်ကျရင်သူလက်မထက်ရမှာကြနေရောလက်ထပ်ပြီးသွားတဲ့အခါကြမှာကောင်းကောင်းသိလိမ့်မယ်အော်မင်းရလဲကွာသူကအခုမှ ခလေးပဲရှိသေးရဲ့လေသူ့အကြောင်းအလောက်ထိလဲအရန်စဉ်းစားမနေပါနဲ့ဟုတ်ပြီလား လက်ထပ်ပြီးနောက်မှာတော့အနာမီကပထမဦးဆောင်မောင်းနှမပွဲတော်ရက်ကိုဆင်နွှဲခဲ့ရပါတယ်အကိုဖြစ်သူကလည်းသူ့ရဲ့ညီမလေးအတွက်ဖုန်းတစ်လုံးလက်ဆောင်ပေးလိုက်တယ်။ဒါမှမိသားစုဝင် အချင်းချင်းအဆက်အသွယ်လုပ်လို့ရပါလိမ့်။ဂျာရူကလည်းအနာမီကဖုန်းကိုင်းနေရကိုတွေ့ခဲ့ရတဲ့အခါမှာတော့သူ့အမေကိုသွားပြောလိုက်ပါတယ်။အမေရောင်းမဖုန်းကိုင်းထားတာကို အမေတွေ့လိုက်သေးလား။မတွေ့ပါဘူး။ဟွန်းအိမ်ကနေပြီးတော့ဖုန်းယူလာခဲ့တယ်လေ။အိမ်မှာရှိတဲ့ထွေးမအကြီးရဲ့လက်ထဲမှာတော့ဖုန်းကရှိတာမဟုတ်ဘူး။သူကဖုန်းကိုင်းထားတယ်။ သူကဘာစီးပွားရေးလုပ်ငန်းတွေများလုပ်နေလို့ဖုန်းကိုတော့မှသုံးနေရတာလေအေးအေးငါသိတယ်ငါသိတယ်မြို့ပေါ်ကမိန်ကလေးတွေတတော်လေးလဲဝဲကြတယ်ဆိုတော့ငါသိတယ်ညနေငါသာပြန်လာပါစေုံသူနဲ့စကားပြောရမယ်ညနေပိုင်းသားဖြစ်သူအိမ်ကိုပြန်လာခဲ့တဲ့အခါမှာတော့သားမီးနှစ်ယောက်လုံးစာတင်ပြနာရှာပါတော့တယ်အကူနှစ်ယောက်လုံးကလည်းပြောလိုက်ပါတယ်ငါတို့မှလည်းမိန်းမတွေရှိပါတယ်ကွာမင်းအနေနဲ့မင်းရဲ့မိန်းမကိုအဲ့လောက်ထိအလိုလိုက်နေစရာအကြောင်းတော့မရှိပါဘူး အကိုတော့ကလည်းဗျာဘာဖြစ်လို့ဒီလောက်တောင်မှစကားကိုအရှည်ကြီးဆွဲသွားနေရတာလဲဒီနေ့ခေတ်လူတိုင်းလူတိုင်းကဖုန်းကင်နေကြပြီလေပြီးတော့ဒီဖုန်းကိုကျွန်တော်သူ့ကိုဝယ်ထားပေးရမှာမဟုတ်ဘူးသူ့ရဲ့မိဘအိမ်ကသူ့ကိုလက်ဆောင်ပေးလိုက်တာအဲ့ဒါကြောင့်ကျွန်တော်လည်းဘာမှတော့ပြောလို့မရဘူးဒီစကားကိုကြားရပြီးနောက်အားလုံးကလည်းထွက်ခွာသွားခဲ့ကြပါတယ်အနာမီကလည်းငုံနေနေပြောလိုက်တာပေါ့ဒါရီအားလုံးရှေ့ရညမလောက်တော့ကျမသူပြောနေတဲ့စကားတွေကိုကြားလိုက်တယ်သူကိုယ်တိုင်အမေကိုတော့ပြောနေရလေသူကအခုငယ်သေးတယ် နားမလဲတာအများကြီးရှိတယ်။သူ့အတွက်ငါတို့သရိုးသားလောင်လိုက်ရှာနေပါပြီ။တိတ်မကြခင်အရာအလုံးအစဉ်ပြေးသွားမှာပေါ့။ဒီအချိန်အနည်းငယ်အတွင်းကြာရူးနဲ့အစဉ်ပြေအောင်နေဖို့ဆိုတော့တော်တော်လေးခက်ခဲတဲ့ကိစ္စတခုပါ။သူ့ယောက်မရရမကောင်းကြောင်နေအားလုံးသူ့အမေကိုအမြဲတမ်းသွားတိုင်ပြောလေးရှိပါတယ်။ကဲအနာမီကရေနင်ဒီနေ့အစောကြီးအရာကနိုးလာတာပဲဘာတွေလုပ်နေလဲ။ကျမငရုတ်ဘွားဟင်းချက်နေရပါယောက်မရဲ့။ယောက်မကျမအတွက်ပဲထမင်းချက်ပေးလို့ရလား။ ကျမဒီငရုပ်ပွားဟင်းချက်နေတယ်ဆိုပေမဲ့ပဲထမင်းပဲစားကျင်နေလို့လေ။ရောင်မအကြီးဖြစ်သူကစပလုံးရွှေနေခဲ့ပြီးပဲတဲ့ကဂဲတွေကိုထုံနေခဲ့တဲ့အချိန်မှာပဲကြာလူရောက်ရှိလာခဲ့ပြီးပြောခဲ့ပါရီ။ဒါဘာလို့နေကြတာလဲငရုပ်ပွားဟင်းချက်ပြီးတော့ပြီဆိုလို့ရှင်လည်းတော်ပြီလေ။ဘာဖြစ်လို့ထပ်ပြီးပဲထမင်းကချက်ရသေးရလဲ။အော်ရောင်မလေးရဲ့အနာမီကားကပဲထမင်းအရန်စားကျင်နေဆိုပြီးတော့ပြောနေလို့ပါ။ဘာဖြစ်လို့လဲရောင်မကဝင်ဆောင်ထားရတာလား။ ိုဟာစားခြင်းနဲ့ဒီဟာစားခြင်းနဲ့ဘာတွေဖြစ်နေမှန်းကိုမသိဘူးအိမ်မှာဟင်းတစ်မျိုးချက်လုပ်ပြီးဆိုရင်တော့တော်ပြီဘာမှထပ်ပြီးတော့လောက်မနေတော့နဲ့ပြောပြီးနောက်မှာတော့သူမကလည်းပကံကိုချပြီးအပြင်ကိုထွက်ခွာသွားခဲ့ပါတယ်။ရှောင်းမတို့ရေရှောင်းမတို့အဲ့ဒီရိုင်းဆိုင်နဲ့မိန်ကလေးကိုဘယ်အချိန်ထိအခုလိုမျိုးတီးခတ်နေကြအောင်မလဲ။သူ့ကိုဘလို့တီးခတ်နေကြတာလဲ။ကျမတို့ကိုလုံးဝတီးမခံနိုင်တော့ဘူး။ဒီနေ့ကျမစားခြင်းနဲ့ပဲထမင်ရှောင်းအောင်ချက်ကိုချက်မယ်။ခဏလေးရောနောက်ထပ်ရှောင်းမတယောက်မိဖို့ကံနဲ့ဝင်ရောက်လာခဲ့ပြီးနောက်မှာတော့ပြောလိုက်ပါတယ်။ ကဲအနာမီကနင်ပေါင်းမထပ်ပြီးတော့လုံမနေနဲ့သူပြောသွားတယ်မလားသူပြောသွားတဲ့အတိုင်းပဲလို့သူ့ကိုစန့်ကျင်ပြီးတခုခုလုံမယ်ဆိုရင်တော့နင်ပဲဒုက္ခတွေ့နေရလိမ့်မယ်နော်နင်အမေနဲ့ထိတ်တိုက်ရင်ဆိုင်ချင်နေရလားနောက်ထပ်ရက်အနေငယ်တော့တီးခံလိုက်စမ်းပါဘလို့မဆိုသူ့ထိန်ကနေပြီးတော့ထွက်သွားတော့မှာပဲလေအားလုံးကလည်းသူတို့ရောင်မအငယ်စုံလေးပဲအချိန်လက်ထပ်ပြီးအင်းကနေထွက်ခွာသွားမလဲဆိုတော့ကိုပဲစောင့်ကြည့်နေခဲ့ကြပါရဲ့သူမလက်ထပ်ဖို့အတွက်လုံးဝစိတ်မဝင်စားနေခဲ့ပါဘူး သူမကိုကောင်းလေးတွေလာကြည့်တဲ့အခါတိုင်းမှာလည်းရိုင်းဆိုင်စွာပြောဆိုပြီးပြန်လှည့်တတ်ပါတယ်။ရောင်မလေးရေဘာလို့အခုလိုလှုပ်ခဲရတာလဲ။နင်းဒီပုံအစံအတိုင်းလှုပ်နေမယ်ဆိုရင်တော့နင်းလက်ထပ်ရမှာမဟုတ်ဘူးနော်။အားလုံးကလေးကိုအရင်အမောင်းမှရိုင်းဆိုင်နဲ့မင်းကလေးဆိုပြီးတော့ထင်မှတ်နေကြလိမ့်မယ်။အေးဟုတ်တယ်ကြာရူရဲ့ကောင်းလေးကအတော်လေးကောင်းတယ်။နင်းတို့နှစ်ယောက်ကလည်းတတော်လေးလိုက်ဖက်ညီတော့နဲ့။ကျမဘာအတွဲမှမလိုချင်ဘူး။တတော်လေးအတွဲလိုချင်နေကြတယ်ဆိုရင်တော့ထပ်ပြီးတော့မင်္ဂလာဆောင်လိုက်ကြ။ ကျမဒီရင်ကနေထွက်သွားရင်တော့အားလုံးလွတ်လပ်သွားကြလိမ့်မယ်လို့ထင်မှတ်နေကြတယ်မလားဒီရင်ကကျမရဲ့အိမ်တော့ကျမဒီရင်ကနေဘယ်ကြောမှဘယ်ကိုမှသွားမှာမဟုတ်ဘူးအော်ရောင်းမလေးရဲ့မိန်းကလေးတွေအားလုံးဆိုတာကတရမဟုတ်တရရောက်ခမအိမ်ကိုသွားကြရတာပဲလေငါတို့၃ယောက်လုံးကလည်းတခြားအိမ်တွေကတမီးလေးတွေပဲလေငါတို့ရဲ့မိသားစုဝင်တွေအကုန်လုံးကိုထားခဲ့ပြီးငါတို့လည်းဒီမှာလာနေနေရမဟုတ်ဘူးလားကြာတော့ကတော့ဘယ်သူပြောတဲ့စကားကိုမှလက်မခံခဲ့ပါဘူး။သူမချက်ချင်းပဲထွက်ခွာသွားခဲ့ပါလေ။ကျမတို့တခုခုလုံးမဖြစ်မဲ့ သူ့ကိုယ်တိုင်သူ့ကိုယ်လက်ထပ်ပေးပါလို့ပြောလာတဲ့အထိလောက်ရမယ်။ကျမတို့အနေနဲ့သူ့ကိုနှိပ်ဆက်ရလိမ့်မယ်။ဒါပေမဲ့ဘယ်လိုလုပ်မှလဲအဆင်ပြေပါမလား။ကျမမှာအကြံစီတစ်ခုရှိတယ်။ကျမလုပ်ပြမယ်။စောင့်ကြည့်နေလိုက်။နောက်နေ့မနက်မော်လင်းသွားခဲ့တဲ့အခါမှာတော့အနာမီကဂျာရူးကိုပြောလိုက်ပါတယ်။ကဲဂျာရူးရေငါအရန်ကိုအိမ်ငိုက်နေပြီ။နေမနက်စာချလိုက်တော့ဒါနဲ့နေတယောက်တည်းစားဖို့အတော့ချခိုင်းတာမဟုတ်ဘူး။အားလုံးစားဖို့အတော့တခါရဲချလိုက်။ကျမကိုထမင်းလာချက်ခိုင်းနေတယ်။ကျမကဘာဖြစ်လို့ထမင်းချက်ရမှာလဲမချက်ပါဘူး။ နင်လှုပ်ချင်လို့မလှုပ်ချင်နေပေါ့နင်မလှုပ်ဘူးဆိုလို့ရှင်တော့မစားရဘူးနင်ဒီအိမ်မှာဆက်ပြီးတော့နေချင်သေးတယ်ဆိုလို့ရှင်တော့အလုပ်တွေအားလုံးကိုလုပ်ရမယ်မမေရေးကြည့်ပါအောင်ရောင်းမသမီးကိုဘယ်လိုစကားပြောနေလဲဆိုတာကဲကိစ္စမရှိပါဘူးကြာရီရဲ့သူမလှုပ်ဘူးဆိုရင်တော့ထားလိုက်နင်မှာရောင်းမအကြီးနှစ်ယောက်ရှိသေးတယ်သူတို့ချက်ကြလိမ့်မယ်သူတို့လည်းချက်မှာမဟုတ်ဘူးအမေသူတို့နှစ်ယောက်တော့အိမ်မှာမရှိကြဘူးဈေးဝယ်ထွက်နေကြတယ်ဒီနေ့ကစပြီးတော့နင်ရဲ့အလုပ်တွေကိုဘယ်သူမှလှုပ်ပေးမှာမဟုတ်ကြဘူး မိခင်ဖြစ်သူကတော့ဒူးရီအရန်ကိုနာနေတဲ့အတွက်အလုံးမလုံးနိုင်ပါဘူး။နောက်ဆုံးမှာတော့ကြာရူးကိုတိုင်ပဲထမင်းဟင်သွားချက်ပေးခဲ့ရပါတယ်။ဟင်းတွေအကုန်လုံးတူးကုန်ပြီးရိုတီတွေကလည်းမဆက်ဆက်နဲ့စားမရပါဘူး။သမီးလေးရေဒါဘလို့ချက်ထားတာလဲနင်းချက်ထားတဲ့အစာတောက်ကိုတလိုက်ဆန်အောင်စားမှာမဟုတ်ဘူး။ထမင်းဟင်ကောင်းကောင်းချက်တတ်အောင်သင်ယူစမ်းပါဒီနေ့အစပြီးနင်းကိုတိုင်ပဲချက်ပြုတ်ရတော့မှလေ။ဒီအချိန်မှာအခန်းထဲဝင်လာခဲ့ပြီးတော့ကြာရူးရဲ့ရှော့ဖို့ထားတဲ့အဝတ်အစားတွေကိုလာထားလိုက်ပါရဲ့။ ဒါပါလို့တာလဲရောင်မရဲ့တမိုင်းအဝိစာရီမီးဘူးလဲမတိုက်ရသေးဘူးလေနင်းတဘောအောင်ဒီအိမ်မှာနေမယ်ဆိုရင်တော့နင်းရဲ့အဝိစာရီကိုငါတို့ short ဖို့မီးဘူးတိုက်ပြီးဝစ်ပေးလိမ့်မယ်လို့နင်းထင်နေလားငါတို့၃ယောက်ကနင်းရဲ့အလုပ်သမားတွေမဟုတ်ဘူးနင်းအလုပ်တွေအားလုံးနင်းကိုယ်တိုင်းပဲလုပ်ရမယ်သားမီးတယောက်လုံးကလည်းချွေမလေးတွေရဲ့အပြုံမှုကြောင့်တော်တော်လေးကိုအံ့အားသင့်နေခဲ့ကြပါတယ်တရားမှာတော့ချွေမလေးတွေကလည်းသူတို့ယောက်ျားတွေကိုအဝိစာတစ်ထည်စီတောင်းခဲ့ကြပါတယ်၃ယောက်လုံးကလည်းသူတို့ရဲ့မိန်းမတွေအတွက်အဝိစာကိုစည်းဝေးလာခဲ့ပေးကြပါတယ် အနာမီကာကယခမဖြစ်သူကိုသူရဲ့ဝတ်စုံလေးထုတ်ပြနေခြင်းပြောလိုက်ပါတယ်။ဒီမှာကြည့်ပါအောင်အမေရဲ့သူကိုယ်တိုင်ကျမဝယ်ထားပေးတဲ့အင်ကြီးလှလိုက်။အမေရောက်မှအချင်းချင်းဝင်ပြီးမြောက်ပေးနေခဲ့ကြပါတယ်။တကယ်အရင်အောင်လှတဲ့ဝတ်စားလေးပဲနော်။ငါတို့နှစ်ယောက်လုံးကိုလည်းသူကလက်ဆောင်ဝယ်ပေးထားသေးရဲ့ဒီလား။ငါတို့ယောက်ျားတွေငါတို့ကိုဘလောက်တောင်မှချစ်လိုက်တယ်လဲဆိုတာကိုကြည့်ပါအောင်ဟဲ့။အားလုံးတို့အဝတ်စားဝယ်ပေးရဲဆိုတော့ကျမကိုရီကကျမတို့အဝတ်စားမွေးလာခဲ့ပေးဘူးလားကျမတို့လည်းဝယ်လာခဲ့ပေးမှာပေါ့ပေး ။ဘာဖြစ်လို့သူတို့ကနေအတွက်ဝယ်ခဲ့ပေးရမှာလဲ။ဒါကသူတို့ရဲ့မိန်းမတွေအတွက်ဆိုပြီးတော့သူတို့ကတီးတန့်ဝယ်ခဲ့ပြီးတော့နေမယောက်ျားရှိတယ်ဆိုရင်တော့နေယောက်ျားကလည်းနင်းကိုဝယ်ပေးမှာပဲလေ။နင်းဘယ်သူကတတ်တလုံးတာဝန်ယူဆောက်ရှောက်ပေးနေမယ်လို့ပြောလို့လဲ။ဒီအချိန်မှာသူရဲ့အမေကိုသူကပြောလိုက်ပါတယ်။အမေကျမဒီမှာနေရင်လည်းအရှက်ခွဲခန့်နေရတာအတော်လေးများနေပြီဒီမှာထပ်မနေချင်တော့ဘူး။သမီးကိုအမြန်ဆုံးလက်ထပ်ပေးလိုက်ပါတော့။အေးဟုတ်တယ်ငါ့ရဲ့သမီးလေးကိုအားလုံးဘလို့ဆက်ဆက်နေကြလဲငါတွေ့တယ်။ အခုချက်ချင်းပဲနင်းအတွက်သရိုးသားလောင်းရှာခိုင်းလိုက်မယ်။ရန်နေငယ်အတွင်ကြာတို့အတွက်ကောင်းမွန်တဲ့ကောင်းလေးတယောက်ကိုလိုက်ရှာပြီးလက်ထပ်ပေးခဲ့ကြပါရစေ။ရောင်မတွေအကုန်လုံးကလည်းသူတို့ရဲ့ရောင်မအငယ်စုံလေးလက်ထပ်ပြီးသွားနေတဲ့အချိန်မှာငိုနေခဲ့ကြပါရစေ။ဘာဖြစ်ကြတာလဲ။ကျမဒီကနေအမြဲတမ်းအတွက်သွားနေပြီလေ။ဟန်ဆောင်ပြီးတော့မျက်ရည်ကျမနေနဲ့။ဟန်ဆောင်နေရမဟုတ်ဘူးကြာရီရဲ့တကယ်တော့ဒီအတော်အတွင်နင်းလက်ထပ်သွားအောင်လို့ငါတို့လုပ်ခဲ့တဲ့အပြုအမူတွေကသာဟန်ဆောင်နေခဲ့တာ။ဒီနေ့မျက်ရည်တွေကဟန်ဆောင်ပြီးကျနေရမဟုတ်ဘူး။ ငါတို့နင့်ကိုတကယ်အရန်ချစ်ပါတယ်ဒါပေမဲ့နင့်ကိုလက်ထပ်စေချင်တယ်နင့်ကိုမုန်းလို့မဟုတ်ဘူးနင်းရဲ့မာမာနာတွေကိုအရန်မုန်းလို့လို့ပဲလက်ထပ်ဖို့ဆိုတော့အရန်အရေးကြီးတယ်နင်ကအခုဆိုရင်တော့ရောင်မတယောက်ဖြစ်လာခဲ့ပြီငါရရဲ့ခန်းစားချက်တွေကိုတော့နင်အခုနားလည်လာလိမ့်မယ်ဒါဆိုရင်တော့အခုရခုံမအိမ်သွားပြီးအကောင်းမွန်ဆုံးချွေးမတယောက်တာဝန်တွေကိုယူလိုက်တော့နော်အဲ့ဒီခါကျရင်တော့ငါတို့မှားနေလားမှန်နေလားဆိုတော့ကိုနင်ပြန်ပြောပေါ့ဂျာရီခမအိမ်ကိုရောက်ရှိသွားခဲ့တဲ့အခါမှာသူ့မှာရောင်မလေးနှစ်ယောက်ရှိနေခဲ့ပါတယ် သူမကိုယ်တိုင်ရောင်မဖြစ်လာတဲ့အခါမှာတော့သူ့ရောင်မတွေအပေါ်ဘလောက်တောင်မှမှားရွှင်စွာဆက်ဆံခဲ့မိလဲဆိုတော့ကိုယ်သဘောပေါက်သွားခဲ့ပါတော့တယ်။ရဲ့လည်းငယ်ကြသွားခဲ့တဲ့အခါမှာသူမမိဘအိမ်ကိုပြန်လာလေပြီးတောင်းပန်လိုက်ပါတယ်။အားလုံးကိုကျွန်မတောင်းပန်ပါတယ်ရှင်။ကျွန်မအမားတွေအများကြီးလှုပ်ခဲ့မိရဲ့နော်။ကျွန်မကလေးဆန်တဲ့အပြုတ်မှုတွေလှုပ်ခဲ့မိရဲ့ဆိုပြီးတော့ပဲမေ့ပစ်ပေးပါ။ကဲကြာရွေးခွန့်လှုပ်ပါတယ်။ဒီနောက်အားလုံးကလည်းကြာရွေးကိုပြန်ပြီးလိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။ နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ပညာတက်ချွေမလိုခြင်းနဲ့ရခမဆော်ရဲပုံမြင်ပဲဖြစ်ပါတယ်။ကွန်တီရဲ့သားဖြစ်သူနမန်ကတော့သူ့သဘောကျနှစ်သက်တဲ့မိန်းကလေးနဲ့လက်ထပ်ပြီးအင်ကိုခေါ်လာခဲ့ပါတယ်။ကွန်တီကသူ့ရဲ့ချွေမလေးကိုကြိုဆိုနေရင်းနဲ့ပြောလိုက်ပါတယ်။ချွေမလေးကတကယ်တော်လေးလှပလွန်တာပဲ။ကဲတမီးလေးရေနင့်နာမည်ဘယ်လိုခေါ်လဲ။အမေကျမမှာနာမည်နှစ်ခုရှိတယ်။ကျမဘယ်နာမည်ကိုပြောပြရမလဲ။ဘယ်နာမည်?အင်းနင့်မှာနာမည်ဘယ်တစ်ခုရှိလဲအကုန်ပြောပြလေ။ ငါကနေရခမဆိုတော့နေရနာမည်တွေအကုန်လုံးကိုလည်းငါတိတဲ့နေလေ။ကျမရဲ့မိဘတွေကတော့ကျမကိုချက်ကိုဆိုပြီးတော့ခေါ်ကြတယ်။အမေရဲ့သားကတော့ကျမကိုဂျူကနီလို့ခေါ်တယ်။အမေကျမကိုကြိုက်တဲ့ပုံစံခေါ်လို့ရပါတယ်။ချက်ကိုဆိုတာကဘလို့နာမည်ကြီးတုံး။ငါသားလေးခေါ်တဲ့ဂျူကနီဆိုတဲ့နာမည်ကမှကောင်းအောင်ပဲ။ကဲဒါနဲ့ငါရဲ့ချွေးမလေးရေနင်ကပညာတတ်တယောက်တော့ဟုတ်ပါရဲ့နော်ပြောစမ်းမအောင်။ရခမဖြစ်သူကအခုလိုမျိုးမေးခဲ့တဲ့အခါမှာဂျူကနီကတော့ဖြေလိုက်ပါရဲ့။ ။အော်အမေရဲ့ကျမ15နှစ်လောက်ကိုတော့အကြောင်းထဲမှာစော်ကစားခဲ့ရ။နောက်ထပ်3နှစ်လောက်ကိုတော့တက္ကသိုလ်အရှိကနေနှစ်တိုင်းဖြတ်သွားခဲ့လေ။ချွေးမလေးရဲ့ဘာဖြစ်လို့ပရင်နီးဆန်တဲ့ဇကားတွေကိုပြောနေရတာလဲ။ငါမေးတာရှင်းရှင်းလေးရှင်းရှင်းလေးပြန်ဖြေလေ။နေဘလောက်တောင်မှပညာကြလဲငါ့ကိုထည့်ပဲပြော။အမေရလည်းသူပြောတဲ့ဇကားအရင်ကိုရှင်းလို့နေ။သူ15နှစ်လုံးပညာသင်ကြားလာခဲ့ရဆိုပြီးတော့ပြောနေတာ12နှစ်ကအကြောင်းတက်တယ်3နှစ်ကတက္ကသိုလ်တက်တယ် ကောင်းတယ်ကောင်းတယ်တာရေကောင်းတယ်ဒါဆိုရင်တော့ငါ့ရဲ့ချွေးမလေးကပညာတတ်တယောက်ပဲငါတော့ဘဝမှာအခုလိုမျိုးပညာတတ်တဲ့ချွေးမလေးတယောက်ကိုပဲလိုချင်နေခဲ့တာဒီအိမ်မှာပညာမတတ်တဲ့မိန်းမငါတယောက်ထဲရှိနေရုံနဲ့လုံလောက်နေပြီကံမကောင်းစွာနဲ့ချွေးမလေးရဲ့ခမနှစ်ယောက်လုံးကအတူတူပညာမတတ်ကြပါဘူးတယောက်ကြောင့်ကအခုလိုလိန်ပြောခဲ့တဲ့အခါမှာဂျူကနီလည်းဒေါသရီထွက်ပြီးတော့ပြောလိုက်ပါတယ်ရှင်ပါလို့အခုနောက်တော့ကအမေကိုလိန်ပြောလိုက်ရတာလေကျမ15နှစ်လုံးပညာသင်ကြားလာခဲ့တဲ့တက္ကသိုလ်တက်ခဲ့ရဲ့ဘွဲရပြီးသားဆိုပြီးတော့ ကျမတို့အင်ကာအကြောင်းရဲ့အနောက်မှာရှိတာလေအဲဒါကြောင့်ကျမအကြောင်းထဲမှာခဏခဏသွားဆော့နေရဲဆိုရင်အကြောင်းကိုကျမပြောတာတက္ကရိုလ်အကြောင်းကတော့ပြောမနေပါနဲ့ရှင်ကျမတို့အမြဲတမ်းတက္ကရိုလ်ရဲ့အရှိအာနေဖြတ်ပြီးတော့နွားတို့တွားဝယ်ရတယ်လေဒါဆိုရင်မင်းကဘာဖြစ်လို့အခုလိုမျိုးပဟေနီတွေရှောက်လုံနေရသေးရလဲမင်းပဟေနီတွေရှောက်လုံနေတော့ငါလည်းအမှန်အတိုင်းပြောလိုက်ရတာပေါ့ကွာဒါပေမဲ့မင်းအခုလိုမျိုးစက်လိုက်ထားလိုက်လည်းပြဿနာတော့မရှိပါဘူးအမေရပညာတတ်ဆိုလို့ရှင်တော့အရန်ကိုသဘောကြတာအမေရအရှိမအဲ့လောက်လေးတော့လိန်ပြီးနေလိုက်လေ အမေမင်းကိုလေးစားလိုက်မယ်ပြီးတော့အမေအရန်ကိုပြောရွှင်နေလိုက်မယ်နမန်ကတော့အခုလိုပြောပြီးစကားကိုဖယ်လိုက်ပြီးမယ်အချုပ်ကလေးကတော့အမြဲတမ်းကြောက်တန်းတကြားနဲ့နေထိုင်နေခဲ့ရပါတယ်သူမအမှန်တရားတွေအကုန်လုံးပေါ်ထွက်လာရင်ဘယ်လိုလုပ်မလဲသူမလိန်ညာထားတာမိသွားရင်ရောတကယ်မှတော့ကွန်တီကအချုပ်ကလေးကို ပြစီစရင်ပေးလိုက်ပါတယ်ထွေးမလေးရဲ့ဒီမှာငါသားလေးကိုရေးခိုင်းထားတဲ့ပြစီစရင်ဈေးသွားပြီးတော့တစ်ချက်ဝယ်လာခဲ့အောင်ဒါနဲ့အမေဒီမှာဘာတွေရေးထားတာလဲဆိုတာကျမကိုလည်းပြောပြအောင်လေး နေရပညာတတ်တယောက်မဟုတ်ဘူးလားဒါလေးကိုတော့မှကိုဟောက်ကိုမဖတ်တတ်ဘူးလားဒါကိုလည်းငားနေပြောပြရမယ်ဟုတ်လားအမေကလည်းကျမဒီအတိုင်းပဲမေးလိုက်တာပါကျမဒီပစ္စည်းတွေအကုန်လုံးကိုဝယ်လာခဲ့မယ်နော်ငားလည်းအဲ့ဒါကိုပဲနေပြောနေရဒီမှာရှိတဲ့ပစ္စည်းစရင်ကိုတသေးချာချာဖတ်ပြီးတော့ဝယ်လာခဲ့ကြလားကဲရော့ဒီမှာပတ်စံရှုပြောပြီးတော့မှတော့ရခမကလည်းထွေးမလေးကိုပတ်စံပေးလိုက်ပါတယ်ကျုပ်ကနီကတော့ပစ္စည်းစရင်ကိုတေချာကြည့်နေရင်လည်းပြောလိုက်ပါတယ် ဒုက္ခပဲဘာပစ္စည်းစီးရင်ကိုရေးထားလဲဆိုတာငါလည်းမသိဘူးစာနဲ့နဲ့ဖတ်ခဲ့မယ်ဆိုလို့ရှင်တော့ဒါရီဖြစ်လာစရာအကြောင်းကိုမရှိဘူးပစ္စည်းစီးရင်ယူပြီးနောက်မှာဂျိုကနီကလည်းဈေးရဲကိုထွက်လာခဲ့လိုက်ပါတယ်ဆိုင်ပိုင်ရှင်ကိုသူကပစ္စည်းစီးရင်ပေးပြီးနောက်မှာတော့ပြောလိုက်ပါတယ်ကဲအကိုရေဒီစီးရင်ကိုကြည့်ဘာရီရေးထားလဲဒီစကားကိုကြားခဲ့ရတဲ့အခါမှာဆိုင်ပိုင်ရှင်ကဂျိုကနီကိုပြန်ကြည့်နေခဲ့ပါတယ်ဘလို့ဖြစ်တာလဲအမရဲ့အမအစာမတက်ဘူးလားပစ္စည်းစီးရင်ကိုတခြားတယောက်ကရေးပေးလိုက်လို့လား ငါဘာဖြစ်လို့ပညာမတက်ရမှာလဲငါပညာအရန်တက်တယ်ငါဘယ်လောက်ထိပညာတက်လဲဆိုတာကိုတော့နေစင်းအောင်စဉ်းစားလို့ရမှာမဟုတ်ဘူးငါနဲ့ကိုအခုလိုမျိုးစရင်ဆောက်အရွယ်ပေးလိုက်တယ်ဆိုတာကနေဆိုင်ကနေပဲပစ္စည်းတွေယူရင်ကောင်းမလဲပဲပစ္စည်းတွေမယူရင်ကောင်းမလဲဆိုပြီးတော့စဉ်းစားနေရလေနေရတော့စိတ်ဆိုးသွားတဲ့ပုံစံပါပဲအော်မဟုတ်တာကျွန်တော်တောင်းပန်ပါတယ်ဗျာပစ္စည်းတွေအကုန်လုံးကျွန်တော်ရဲ့ဆိုင်မှာရှိပါတယ်ကျွန်တော်တခါတည်းပဲပေးလိုက်တော့မယ်နော်အေးပါအေးပါ ဘလောက်တောင်မှစူးစမ်းပန်းစားနေလို့နေတာဆိုတော့ငါလည်းညင်းမနေတော့ပါဘူး။အမြန်လို့အမြန်လို့အမြန်ပေးလိုက်တော့ဂျုံကလေးကပညာသာမတက်တာတော်တော်လေးလဲဝဲလွန်ပါတယ်။သူမကအလိန်ပေါ်မဲ့အခါတိုင်းအလိန်ကိုရအောင်ဖုံးကွဲတတ်ပါတယ်။ကန်တရားကလည်းအမြဲတမ်းသူမကိုမျက်နှာသာပေးခဲ့ပါတယ်။တရားမှာတော့ပြည့်စည်ဖို့သမားတအူးလျှောက်လာခဲ့ပါတယ်။အိမ်မှာနမန်းရှိလာပြည့်စည်ရောက်နေတယ်။လက်မထိုးပြီးပြီဆိုလို့ရှင်တော့ပါဆယ်ယူထားလိုက်။ချွေးမလေးရဲ့လက်မထိုးပြီးပါဆယ်ယူထားလိုက်အောင်။အမေကလည်းကျမလက်မဘလို့ထိုးရမှာလေ ဘလို့ပြောတာလဲချွေးမလေးရဲ့နင်လက်မမချိုးတတ်ဘူးလားနင်ကပညာတတ်တယောက်ပဲဘောပင်ကင်ပြီးလက်မချိုးလိုက်လေအမေရလည်းကျမဘောပင်ကင်လို့မရဘူးလေဘောပင်ကင်နဲ့ဒီဘက်လက်ကိုကြည့်ကျမတန်းဆိုးထားတယ်တွေ့လားအနည်းဆုံး2နာရီလောက်ကတော့ထိုင်ဆောင်နေရမှာအော်အဲ့လိုလားဒါဆိုရင်တော့ရပါတယ်ထားလိုက်တော့ငါလက်ပွေနှိပ်ပြီးတော့ယူထားလိုက်တော့မယ်ဂျိုကနီကလည်းသူ့ရဲ့အလိန်တွေပေါ်သွားမှဆိုရင်လည်းအတွက်နေ့စဉ်နေတိုင်းတစ်ခုမဟုတ်တစ်ခုလုံးနေကြရပါတယ် ဒါပေမဲ့လေသူရဲ့အမှန်တရားတွေအကုန်လုံးရကမဖြစ်တော့သိရှိသွားခဲ့တဲ့အခါဘာရီစဖြစ်မလဲဆိုပြီးထိုင်လန်တကြနေထိုင်နေခဲ့ပါတယ်။ဒါရီကိုစဉ်းစားပြီးနောက်မှာတော့ဂျိုကနီကလည်းသူ့ယောက်ျားကိုပြောလိုက်ပါတယ်။တရားကြရင်တော့အမေကျမရဲ့အမှန်တရားတွေအားလုံးကိုတီးသွားမှာပဲ။ကျမပညာတတ်တရားမဟုတ်ဘူးဆိုတာကိုတော့အမေတီးသွားရင်ဘာဖြစ်မလဲမသိဘူးနော်။အော်ဘာမှအလောက်ထိစိုးရင်စရာကိစ္စတော့လည်းမဟုတ်ပါဘူး။အမေကမင်းကိုဘာလုပ်မှလဲ။ပညာမတတ်တာနဲ့ပဲမင်းကိုဒီကနေမောင်းထုတ်မှလည်းမဟုတ်ဘူး။ပညာမတတ်တာကမိုးပြိုကျသွားစေရမှမဟုတ်တာ။ ။ပညာထပ်ပို့ပြီးတော့လူတယောက်မှစိတ်သဘောထားပြုစင်ဖို့ကပိုအရေးကြီးတယ်။မင်းမှရှိတယ်လေ။အင်းဟုတ်တယ်နော်။ရှင်ပြောတာမှန်တော့လေမှန်သားပဲ။ကျမအရင်ကတော့ပြီးတော့လေဝဲလုံးနဲ့လေပညာတက်တဲ့သူတွေအကုန်လုံးကိုတော့မှကျမကြော်ခွနိုင်တယ်ဒီလား။ကြော်ခွမနေပါနဲ့မိမရဲ့အဲ့ဒါတွေအားလုံးလို့ဆီရမလို့မင်းလောက်ရမှာကတော့အမေရဲ့အရှိမအရန်ကိုတော်ကြင်အောင်စောင့်နေရုံပဲ။ဒီနောက်မှာတော့ဂျိုကနီကလည်းရခမဖြစ်သူကိုအမြဲတမ်းပဲတေချာပြုစုပေးနေခဲ့ပါတော့တဲ့။အကန့်တစ်ချက်လေးကိုတော့မှပဲမမှားခိုင်းတော့ပါဘူး။ အရန်ကိုနားလည်မှုရှိပြီးလိမ္မာရေးချရှိတဲ့ချွေးမလေးတယောက်လိုမျိုးတမနေထိုင်ခဲ့ပါရီ။ဒါကြောင့်ရောက်ခမဖြစ်တော့ကလည်းချွေးမလေးကိုအရန်တဘောကြားနှစ်တန်းနေခဲ့ရပါဘော။ငါ့ရဲ့ချွေးမလေးအရန်တော်တယ်နော်။ပညာတတဲ့အပြင်လိမ္မာရေးချရှိတယ်နားလည်မှုရှိတယ်ငါတို့ကိုလည်းအရန်ကယူဆိုင်တာပဲ။ငါ့ရဲ့ချွေးမလေးကိုတော့ငါတကယ်အရန်ချစ်တယ်တိလား။ကောင်းပါရဲ့အမေရဲ့ကျမတို့နှစ်ယောက်ကဘယ်လိုမဆိုတားမိလို့ပဲလေ။ရက်တွေတဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပြီးနောက်မှာတော့အဲ့နေချင်းတယောက်ရဲ့မင်္ဂလာဆောင်ကိုတို့တို့သွားခဲ့ရပါရီ။ ကွန်တီကချွေးမလေးကိုလည်းအတူတူမင်္ဂလာဆောင်ခေါ်သွားခဲ့ပါတယ်။ဂျူကနီကတကယ်အရန်ကိုလှပပြီးဖက်ရှင်ကြတဲ့မိန်းမတယောက်ပါ။အဲဒယ်ရီအကုန်လုံးကလည်းဂျူကနီကိုကြည့်ပြီးတော့ပြောဆိုနေခဲ့ကြပါတယ်။ဂျူကနီဘလောက်လှကြောင်းတော်ကြောင်းတွေကိုလည်းအားလုံးချီးကျူးနေခဲ့ကြပါတယ်။ကဲကွန်တီရဲ့နေချွေးမလေးကတကယ်အတော်လေးလှတယ်။သူကပညာတတ်တယောက်ဆိုပြီးတော့လည်းကြားထားတယ်ဟုတ်လား။အေးဟဲပညာတတ်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုတော့မေးမနေနဲ့။ငါ့ရဲ့ချွေးမလေးကတကယ်ပညာအရန်တတ်တာ။ ဒါနဲ့ချွေးမလေးနင်ဘာနဲ့ဘွဲရထားလဲငါတို့လည်းပြောပြစမ်းမအောင်ဘွဲဆိုတဲ့အတန်ကိုကြားလိုက်တာနဲ့ဂျိုကနီတတော်လေးတောင်းလို့ချောက်ချသွားခဲ့ပါရီသူမဘာရီကိုဆက်ပြီးတော့ပြောပြရင်ကောင်းမလဲဆိုတာကိုလည်းနားမလည်နိုင်အောင်ဖြစ်သွားခဲ့ပါရီချွေးမလေးဘာရီကိုဒီလောက်တောင်မှရှိုက်ရွင့်နေရတာလေပြောပြလိုက်လေနင်ဘာနဲ့ဘွဲရထားလဲဟိုကျမ BAB နဲ့ဘွဲရထားတာလေချွေးမလေးငါဒီနေ့အတိ BA နဲ့ဘွဲရတယ်ဆိုတာကိုပဲကြားဘူးလား BAB ဆိုရဲဘွဲရဘာကြီးလဲတခါမှမကြားဘူးဘူး နင်ပြောမှပဲငါအခုမှကြားဘူးတော့တယ်။ BAB ကဘာဖွဲ့တော့။ရာသာအခုလိုမျိုးပြောနေခဲ့တဲ့အချိန်မှာသူရဲ့တမီးလေးကိုမလကတော့ရှိနေခဲ့ရပေါ့။ BAB ဆိုတာကလုံးဝပညာမတတ်တဲ့ချွေးမလေးဆိုပြီးတော့ပြောတာ။ကဲအမကြီးကျမပြောတာမှန်တယ်မလား။ကုံမလဲအတူတူအိမ်ကြီးချင်းတွေအကုန်လုံးကလည်းရီမောအောင်ကြပါလေဒီအချိန်မှာကုံတီးကလည်းဒေါ်သားတွေအကြီးအကျယ်ထွက်သွားခဲ့ရပါဘောကုံတီးကလည်းဒေါ်သားတကြီးနဲ့အားလုံးကိုပြောပြခဲ့ပါလေနင်တို့အားလုံးဘယ်လိုဖြစ်နေကြလဲ ဘာဖြစ်လို့ငါ့ရဲ့ချွေးမလေးကိုအခုလိုမျိုးလာပြီးတော့စော်ကားမော်ကားလုံနေကြရလဲသူ့ကိုစော်ကားတာကငါလုံးဝတီးခန့်နေမှာမဟုတ်ဘူးနော်ငါ့ရဲ့ချွေးမလေးပညာတတ်တယောက်ဖြစ်တယ်ဆိုတာကိုငါသိတယ်သူကဘလောက်တောင်မှတော်လိုက်တယ်သူ့ဟာသူ BAB နဲ့ပဲဖွဲ့ရရ BAB နဲ့ပဲဖွဲ့ရရနေတော့နဲ့ဘာဆိုင်လဲဂျိုကနီကလည်းတယောက်ကမှပြောတယ် BBA ဆိုတဲ့ဘွဲ့အကြောင်းကိုတခါမှမကြားဘူးပါဘူးသူမှလည်းပြောဆိုဖို့အတွက်အခွင့်အရေးတခုရရှိသွားခဲ့ပါတယ်အမေကလည်းတကယ်တော့ကျမရထားတဲ့ဘွဲ့က BBA ပါ BAB မဟုတ်ဘူးမှားသွားတာကျမတို့အကောင်လုံးကိုနောက်ပြောင်ခြင်းလို့တမင်တက်တက်ပြောလိုက်တာလေတို့အကောင်လုံးကကျမနေနဲ့အယူခွက်ထဲဝင်လာကြတယ်နော်ကဲဘလို့လဲကိုမလေးရဲ့ BBA ဆိုတဲ့ဘွဲကတော့ရှိတယ်မလားဒီစကားကိုကြားခဲ့ရတဲ့အခါမှာအားလုံးကရီတောင်မရီတိုင်းကြတော့ပါဘူးကွန်တီကလည်းသူ့ချွေးမလေးကိုခေါ်ပြီးအိမ်ကိုပြန်လာခဲ့လိုက်ပါတယ်ချောခမကတော့စိတ်ထဲမှာတန်တရားစိတ်တွေအရှမ်းကိုများနေခဲ့ပါပြီတခုခုတော့လွဲနေတယ်ချွေးမလေးပညာတက်လိုက်မယ်လို့ငါကတော့မထင်ဘူး ူရဲ့အမှန်တရားတွေအကုန်လုံးကိုတော့ငါကိုယ်တိုင်ဖော်ထုတ်ရတော့မယ်။စဉ်းစားပြီးနောက်မှာတော့ကွန်တီကလည်းအိမ်မှာရှိတဲ့ဖျားဆောက်အုပ်ကြီးမှလာခဲ့ပြီးချွေးမလေးကိုပေးလိုက်ပါတယ်။ဒီနေ့ရာမဆက်တော်အကြောင်းအတော်လေးကိုနားထောင်ခြင်းနေရဲ့။အဲဒါကြောင့်နေငေါ့ဖက်ပြဆမ်းမအောင်ချွေးမလေးရဲ့။အမေကလည်းအခုတော့ကျွန်မဘာတစ်ခုမှဆက်ပြီးတော့မဖက်ပြနိုင်တော့ဘူးအမေတတော်လေးကိုပင်ပန်းနေပြီ။အခုလောဆယ်အရင်ဆုံးအနားရှူမှဖြစ်လိုက်မယ်။နောက်တရက်ကျရင်တော့ကျွန်မတိန်းတွေဖက်ပြမယ်နော်။ ဒီအချိန်မှာရခမကလည်းနားလေသွားခဲ့ပါတယ်သူရဲ့ချွေမလေးကသူ့လိုမျိုးပညာမတတ်တဲ့ချွေမလေးပဲဆိုတာကပါသူကစာတော်မှမဖတ်ကြပါဘူးအဲဒါကြောင့်ရခမကလည်းချွေမလေးအပေါ်ဒေါသကိုအရှမ်းကိုထွက်သွားခဲ့ပြီးတော့ပြောလိုက်ပါတယ်အယူမကလိန်ကချင်းမနင်ငေါ့လာပြီးတော့လိန်ပြောနေရဟုတ်လားနင်စာမဖတ်တတ်ဘူးဆိုရင်အကြောင်းတွေကိုပဲတခါတည်းရှင်းရှင်းလင်းလင်းပြောလိုက်ပါတော့လားနင်ပညာမတတ်ဘူးလေထွက်သွားငါအိမ်ကနေအခုချက်ချင်းထွက်သွားလိုက်တော့ကျမမှားသွားပါတယ်အမေရေဟုတ်ပါတယ်ကျမပညာမတတ်တဲ့သူတယောက်ပါ ကျွန်မဘယ်တော့မှအစာတင်ဖို့အတွက်အခွင့်အရေးတခုမရခဲ့ဘူး။ဂျိုကနီကသူ့ရဲ့ခမောကိုဒီစကားတွေပြောနေခဲ့တဲ့အချိန်မှာပဲနမန်အိမ်ကိုပြန်ရောက်လာခဲ့ပါရီ။အမေရဲ့သူကပညာမတတ်ဘူးဆိုပေမဲ့အရန်ကိုရင်ကျေးတယ်၊ရိုးသားတယ်လေ။ပညာအတွက်ကတော့စိတ်ပူမနေပါနဲ့။ပညာကတင်းလို့ရတယ်။မရွှေမရွှေပညာပြန်တင်းလို့ရတာပဲ။အမေကိုယ်တိုင်တော့မှသူနဲ့အတူတူကျောင်းပြန်တက်လို့ရသေးတယ်။ပညာတင်ဖို့အတွက်အသက်အရွယ်မှမလိုတာပဲ။ကွန်တီကလည်းတော်တော်လေးပြောတဲ့စကားကိုသဘောပေါက်နားလည်သွားခဲ့ပါရီ။ ဒါကြောင့်သူ့ချွေးမလေးနဲ့အတူတူသူလည်းပညာသင်ကြားဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့ပါရယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်